ရှင်လုံးပေါင်း6 9နောက်ပိတ်ရှင်လုံးပေါင်း6 9နောက်ပိတ်ရှင်လုံးပေါင်း6 9နောက်ပိတ်လို့ရိုက်ပြီးအဲ့ဒီကောင်ရဲ့နောက်နေတဲ့မှာ6ကစားကွက်အများနဲ့လိုက်ကစားနေရှင်လုံးပေါင်း6ရှင်လုံးပေါင်း9ရှင်လုံးပေါင်း8ဆိုစီနီယာထိုက်ခဲ့တယ်အဲ့လိုတက်6ရဲ့ဆောင်မှာ6ထိတ်6ရဲ့ဆောင်မှာအခွန်ရဲ့ဆောင်မှာ6ထိတ်7ရဲ့ဆောင်မှာ6ထိတ်ဆိုတာဒီ6ထိတ်နဲ့ဒီဂျင်းဒီမှာကျွန်တော်တို့ organize ကစားခဲ့တယ် line ဒါထိတ်စီ line အဲ့ထိတ်စီ line ကိုကျွန်တော်ကခုတခါကျတယ် break ဟိုနောက်ပိတ်ဖမ်းတဲ့စနစ်ကို ပြီးကြဲပွဲတယ်ကစားထားတယ်နော်ပြီးကြဲလဲတဲ့ပွဲတယ်ကစားထားတယ်ထိသိထိသိထိသိအဲ့လိုကြပြီးဖြောက်အတန်းအဲ့လိုကြပြီးအချိန်မှာသူ့ရဲ့နောက်နေ့ထက်မှာ6နောက်ပိတ်ဒီဒီပထမပေါ့နော်ဒီတင်ငါကိုလိုရိုက်သူ့ရဲ့နောက်နေ့ထက်မှာ6နောက်ပိတ်ဒီမှာတစ်ချိန်ဒီနှစ်ချိန်ပဲကစားတာနော်6နောက်ပိတ်တစ်ချိန်ဒီတဲ့ခွန်နောက်ပိတ်လို့ပုံသေးခံခံပြီးလို့ရှင်သူ့ဆောင်မှာ6ချိန်လို့ရဲ့အဲ့6ချိန်ရဲ့ဆောင်မှာ6နောက်ပိတ်ကြောက်ကြတာဒါပထမကတ်နော်ဒုတိယကတ်အဲ့တိုင်းပဲ ခွန်နောက်ပိတ်လို့ခံခံပြီးဒီအောက်မှာဖြောက်ထည့်လို့ရတယ်အဲ့ဒီဖြောက်ထည့်ကဒီနေရာကိုဖြောက်နောက်ပိတ်ကြာကိုကြာတာကြာကိုကြာတာเนาะပြီးရဲပွဲကကျွန်တော်6နောက်ပိတ်နဲ့ပတ်သက်ပြီးတော့3 5 6နဲ့ခွန်4 6နှစ်ကွက်အတိအကျကစားထားတာเนาะအဲ့တော့အဲ့ဖြစ်စဉ်မျိုးပဲဒီဒီနေ့ထက်မှာခွန်နောက်ပိတ်ကဒီဒီချိန်ပဲရှိတယ်ဒီခွန်နောက်ပိတ်ရဲ့ဆုံးမှာ6ထည့်သေးရှိလို့ဒါ6နောက်ပိတ်ပြီးရဲပွဲကဒီတိုင်းကစားထားတယ်၃၅၆နဲ့၆ခွန်လေး၆ဆိုနှစ်ကွက်ကစားလိုက်တာပြန်တွေ့မလာဘူးဒီမှာလည်းတလုံးလုံးနဲ့ခံလိုက်ရတ နော်ခွန်လေးထွက်သွားတာ646တာကျွန်တော်ခွန်လေး6ကိုရွေးတယ်646လေးကစားပေါက်ရှိရတဲ့နဲ့ break ခွန်အသံပြီးတော့ခွန်လေး6လို့ရွေးပြလိုက်တယ်အဲ့တော့6နောက်ဘက်ကစနစ်တကျကစားထားတယ်ပေါ့နော်ခွန်နောက်ဘက်ရဲ့အောက်မှာ6ထည့်စီလို့ရအဲ့6ထည့်စီရဲ့ဆောင်မှာ6နောက်ဘက်ဒီမှာလဲခွန်နောက်ဘက်ရဲ့ဆောင်အောက်မှာ6ထည့်စီလို့ရအဲ့6ထည့်စီရဲ့ဒီကို6နောက်ဘက်ဒီမှာခွန်နောက်ဘက်ကဒီဒီချိန်နဲ့ရှိတာသူ့ဆောင်မှာ6ထည့်အဲ့6ထည့်ကြောင့်ဒီကို6နောက်ဘက်အဲ့ဒီနေရာမှာ356လို့ကစားတာဒီကအဆက်နွယ်တွေအကုန်ပါတယ်ထိတ်စီတူထိတ်စီ ထိတ်စီးသူထိတ်စီးဒီမှာလဲထိတ်စီးသူထိတ်စီးလို့ကစားလိုက်တာကစားလိုက်တဲ့ကစားလဲထိတ်စီးသူထိတ်စီးကတာမန်တမျိုးကြတယ်တော့သူလာတာမို့အချုပ်ပါတယ်ဆိုကစားလိုက်တာသုံးလုံးပေါင်းချင်း6လွယ်ဖြစ်ရမယ်ထိတ်စီးသူထိတ်စီးလည်းဖြစ်ရမယ်6ပြီးတော့သုံးလုံးပေါင်းချင်း9လွယ်ဖြစ်ရမယ်ထိတ်စီးသူထိတ်စီးဖြစ်ရမယ်အဲ့တော့သုံးလုံးပေါင်းချင်း4လွယ်ဖြစ်ရမယ်ထိတ်စီးသူထိတ်စီးလည်းဖြစ်ရမယ်ဆိုတော့3.6ပိတ်လို့ရွေးလိုက်တာအဲ့တော့ပြန်ကြတယ်3 5 6ဆိုတော့ကနံကစားလိုက်တာနောက်တစ်ခွက်က8 6ဆိုကစားလိုက်တာ6နောက်ပိတ်ကိုကစားထားတယ်ဒါကဒါကတလိုင်းပေါ့နော်ဒါကတလိုင်းပေါ့ ပထမ6နောက်ပိတ်ထွက်တယ်နောက်တစ်ခါ6နောက်ပိတ်ကလည်းအဲ့ဒီဖြစ်စဉ်မျိုးနဲ့6နောက်ပိတ်ထက်ကြထားတာရှိသေးတယ်6ထိပ်စီရဲ့ဂျောင်းဂျောင်းမှာပဲ6နောက်ပိတ်လို့ထက်ကြရည်နှစ်ကြိမ်ကြတယ်6ထိပ်စီရဲ့ဂျောင်းမှာဒီမှာ6နောက်ပိတ်ကြရည်အဲ့လိုဖြစ်ပြီးတော့ဒီမှာလည်း6ထိပ်စီရဲ့ဂျောင်းမှာဒီမှာလည်း6ထိပ်စီရဲ့ဂျောင်းမှာ6နောက်ပိတ်လို့ဒီကြိမ်ကြရည်တယ်နှစ်ကြိမ်ကြတယ်6ထိပ်စီရဲ့ဂျောင်းမှာ6နောက်ပိတ်ကြတယ်6ထိပ်စီရဲ့ဂျောင်းမှာနောက်ထပ်တစ်ခါ6နောက်ပိတ်လို့ဒီကြိမ်ထက်ကြနောက်ဒီကြိမ်ထက်ကြရည်ပထမဖန်အကြိမ်ကပထမဆုံးစကြတဲ့အကြိမ်ဒီ9နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်ဆိုရင်ထောက်ချက်ရင်းရှင်းရှင်းနဲ့လာတာ 6ထိပ်က6ဘိတ်6ထိပ်က6ဘိတ်6ထိပ်က6ဘိတ်နောက်တဲ့တစ်ခါကျတော့6ထိပ်က6ဘိတ်6ထိပ်က6ဘိတ်6ထိပ်က6ထိပ်က6ဘိတ်နှစ်ကြိမ်ပဲလိုက်ကစားရမှာ6ထိပ်စီဒီနှစ်ကွက်ပဲကျန်တော့ဒီနေရာမှာ6နောက်ဘိတ်ဒီနေရာမှာ6နောက်ဘိတ်ဒီဘွဲမှာမကြက်ခဲ့ဘူးဆိုဒီဘွဲပေါ့နော်ဒီနှစ်ကြိမ်ကိုလိုက်ကစားရမှာဒါဆိုရင်ဒီအကြိမ်မှာ6နောက်ဘိတ်ပို့ပြီးကစားတင်လားဒီအထိန်ကိုလိုက်ရှာတယ်ပေါ့နော် ခုနကတော့ legacy နဲ့လည်း6နောက်ပိတ်တလုံးပြပြီးပြီးဒီ line နေရပဲเนาะအခုလည်းကျွန်တော်ပြောတာက6ဒေသီရဲ့ဇောင်းမှာ6နောက်ပိတ်နောက်တစ်ချိန်ကျန်နေတယ်6ဒေသီရဲ့ဒီနှစ်ချိန်ကျန်နေတာဒီချိန်ရဲ့ဒီချိန်ရဲ့ကစားခိုင်းကြတာအဲ့တော့အခုချိန်မှာကျွန်တော်တို့တင်းကစားတင်းလာဒါကိုတွေးတာပေါ့เนาะတွေးထောက်ချက်ကိုကျွန်တော် like share ပြီးတွေးတာပေါ့เนาะအဲ့ရိုးရိုးချင်းချင်းကစားကြတာချဲရတခါနေကျကျွန်တော်တို့ကတားကြီးညံသွန်းလွန်းရင်လေကျွန်တော်တို့ကတားကြီးချုပ်တာတွေစလွန်းအောင်တားကြီးပြစ်စလက်ကပ်ပေါ့เนาะရမကဆွဲချက်ပြီးချုပ်နေရတယ်တခါလေးမှာသူ့အလိုရိုးရိုးချင်းဖြောင်းဖြောင်းဖြောင်းနဲ့ရိုက်သွားတယ်ပွဲတွေအိုက်ပဲဒါရိုးရှင်းပြောတာเนาะ အဲ့တော့6000ဘိတ်က6ထိပ်လို့ကြပြီဆိုရင်2ကြိမ်နဲ့ရှိရစကွက်တန်းလိုက်ပြီးမွေးရမှာမွေးကျင်တဲ့လူကမွေးထား6000ဒုတိယကြိမ်6000ဘိတ်6ထိပ်တည်းက6000ဘိတ်လို့ကြရင်ရှေ့ဘူးနဲ့ပဲရိုက်တာဒါမျိုးကြယုံကြည်ထိုးသုံးကက်ကိုဖြတ်ရဲမှချဲရလဲပေါက်ဖို့အပူပြီးတော့အားကောင်းတာကျွန်တော်အမြင်ပြောတာပေါ့နော်6ထိပ်က6ဘိတ်လို့ရိုက်ပြီးရှေ့ဘူးနဲ့ရိုက်ခဲ့တာပဲဟိုက်6ထိပ်က6ဘိတ်လို့ရိုက်ပြီးရှေ့ဘူးနဲ့ရိုက်ခဲ့တာအဲ့တော့ဒီ2ကြိမ်ပဲကျန်တော့6ထိပ်က6ဘိတ်လို့ရိုက်ရှေ့ဘူး ီဂျီမလည်းဆက်ကွက်ထိုးတယ်မထွက်လာခင်ဟဲ့6ထိတ်က6ပဲစီဘူးတခါလေးပြောထားခဲ့မှာနော်အကွက်ဆက်ကွက်တက်မယ်လိုက်ထိုးတာဒါမျိုးကြတော့ရဲတင်းကစားရဲတယ်ကစားရဲတယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဟိုအတွေ့အကြုံပြောတာပေါ့ဟုတ်ကဲ့ဟုတ်ပြီထားတော့ဒါဆိုလို့ချင်းအခုကျွန်တော်ပြောမှာကဒီ6ထိတ်အကျင်ကြီးကိုဒီ6ထိတ်ရဲ့ဆောင်းမှာအခုအခုကျွန်တော်ရောက်ပင်ပေါ့နော်ကစားတဲ့အပြင်ဒီ6ထိတ်ရဲ့ဆောင်းမှာဒီဒီအခွာဒီပေါ့နော်ဘယ်လိုပြောမလဲဒီ6နောက်ပဲဒီကစားလမ်းကြကလားဆိုပြီး စဉ်းစားမှုစဉ်းစားနည်းကိုပြောမယ်နော်အဲ့တော့ရူရှင်းရှင်းထောက်ရတာတော့ထောက်ရတာပဲနှစ်ချင်းအလားစီကြိုးကိုကျွန်တော်အရင်ရှာလိုက်တယ်အဲ့ဒီ၆ထိပ်ကဒီကို၆နောက်ပေးလို့ရိုက်တော့မယ်ဆိုလို့ရှိရင်ဒီသုံးလုံးပေါင်းရင်ဒီပထမကခွန်လို့ဖြစ်တယ်ကောင်းရဲ့အောက်မှလာဖြစ်တယ်ဒီ၆ထိပ်ကဒီကို၆နောက်ပေးလို့ရိုက်တဲ့အချိန်မှာဆိုရင်ဒီသုံးလုံးပေါင်းရင်ဒီခွန်ပြီးတော့ရှစ်လို့ထည့်ပြီးအောက်မှဖြစ်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီ၆ထိပ်စီးရဲ့ဇောင်းမှာ၆နောက်ပေးလို့ကစားခြင်းပြီးဆို ခွန်ပြီးတော့ရှစ်ပြီးတော့ဒီမှာကိုးလိုလာထက်သွားပြီပြီးခဲ့တဲ့ပွဲတည်းကနှစ်ကြိမ်ဆက်ကစားမယ်ဆိုတာ6နောက်ပိတ်မှရိုက်နောက်ပွဲလဲ6နောက်ပိတ်ကစားမယ်ဆိုဆုံးဖြတ်ချက်ကဒါနဲ့ကစားတာလေသုံးလုံးပေါင်းချင်းခွန်သုံးလုံးပေါင်းချင်းရှစ်သုံးလုံးပေါင်းချင်း ఓ ဟုတ်ပြီနော်ဒီလိုဖြစ်ပြီဆိုဒီ6ရိတ်က6အပိတ်ဒါကနှစ်ချင်းဝင်လာမယ်လမ်းကျော်အဲ့ဒါကိုပေါ့ချစ်ကိုဆွဲဆန့်ပြီးတော့သူ့မှာအုပ်စုလိုက်ချက်အုပ်စုလိုက်ကနန်းတွေကဖွဲ့ဖွဲ့လာတာရှိတယ်ပေါ့နော်အဲ့လိုဖွဲ့ပုံမျိုးနဲ့ ခုကျွန်တော်ကစားမယ့်အချိန်မှာဒါနှစ်ကြိမ်ဆက်ဖန်ထားတဲ့စနစ်ပေါ့နော်ပြီးခဲ့ဘွက်ကမှ6ပိတ်အောင်ရင်ဒီဘွက်ကိုလည်း6ပိတ်ဆက်ကစားမယ်ဆိုရင်နှစ်ကြိမ်ဆက်ဖန်ထားတဲ့စနစ်ဘာတွေရှိလဲကျွန်တော်တို့ရှေ့ကိုထောက်ပြီးပေါ့နော်သုံးလုံးပေါင်းချင်းခွန်တဲ့ဒီနေရာမှာငားတဲ့ရှင်းနှစ်တည်းဆွဲဆက်မယ်ရှင်းနှစ်တည်းအကုန်လိုက်ခေါ်ပြီးပေါ့နော်ခွန်ပြီးတော့တဲ့ဒီမှာသုံးလုံးပေါင်းချင်းတွေ6တဲ့ခါရသုံးလုံးပေါင်းချင်းတခြားကြည့်နော်ခါရသုံးလုံးပေါင်းချင်းခွန်ပြီးတော့6 6ပြီးတော့ခွန်ရဲ့ဘေးမှာငားပြီး6ရဲ့ဘေးမှာ6ပြလိုက်တဲ့ ပြောချင်တာက865လို့ထောင်ပြီး969လို့ break ကိုစအကြိုက်ထည့်ထားတယ်လမ်းကျော်သုံးလုံးမောင်းချင်းသုံးလုံးမောင်းချင်း၆ပြီးတော့ဒီနေရာမှာသုံးလုံးမောင်းချင်းတင်9တဲ့9ရဲ့ပြီးမှာ break ခွန်တဲ့အဲ့တော့ကြည့်အောင်နော်သုံးလုံးမောင်းချင်းသုံးလုံးမောင်းချင်း၆သုံးလုံးမောင်းချင်း9ခွန်ရဲ့ပြီးမှာ9 break ၆ရဲ့ပြီးမှာ6 break 9ရဲ့ပြီးမှာခွန် break ထောင်တာကခွန်6 9ပြီးမှာကတ်တာက9 break 6 break ခွန် break သူ့ရဲ့အတွဲလိုက်ပဲအကုန်လုံးပြန်ပြီးတော့ကတ်ပေးထားတယ်ရှင်းမှတ်တယ်နော်မူရင်းထောက်ခဲ့တာကအဲ့လိုထောက်လိုက်တယ်အဲ့လိုထောက်ပြီးတော့ နော်တော်လာလေးပြန်လာဒီ၅ပရိယဇာ၅ပရိယဇောင်းမှာဒီမှာ၃ထိပ်ပုံသေးတဲ့ဒီ၆ပရိယဇောင်းမှာတဲ့၃ထိပ်ပုံသေးတဲ့ဒီ၇ပရိယဇောင်းမှာ၃ထိပ်ပုံသေးတဲ့ကျွန်တော်တော့ရိုးရှင်းရှင်းလေးတွေထောက်တာဟုတ်ပဲအာသန္နာနော်ဒါကျွန်တော်ထောက်တဲ့ဟာကိုမိတ်ဆွေတို့ကြိုက်မကြိုက်ဆိုတော့ကျွန်တော်မသိဘူးအဲ့လိုဖြစ်ပြီးတော့သူကနေတက်တဲ့ပုံသေးအဲ့လိုဖြစ်ပြီးတော့လူရင်းကိုပြောမယ်နော်အဲ့လိုဖြစ်ပြီးတော့ဒီမှာတက်တဲ့ပုံသေးတက်တဲ့ ရောက်တဲ့ပုံစံပေါ့နော်ဒီနေရာမှာ၃ထိပ်၃ထိပ်ကနေတစ်ကြိမ်၂ကြိမ်၃ကြိမ်တက်တစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်မြောက်မှာ၆ထိပ်ဒီ၃ကနေတစ်ကြိမ်၂ကြိမ်၃ကြိမ်တက်တစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်မြောက်မှာ၆ထိပ်အဲ့လိုပဲဒီ၃ကနေတစ်ကြိမ်၂ကြိမ်၃ကြိမ်တက်တစ်ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်မြောက်မှာ၆ထိပ်အဲ့ဒီ၆ထိပ်ကဒီလို၆ပေလို့လိုက်ရတယ်အဲ့ဒီ၆ထိပ်ကဒီလို၆ပေလို့ရိုက်တယ်အဲ့ဒီ၆ထိပ်ကဒီလို၆အပေလို့လိုက်ရတယ်ဒါအုပ်စုဖွဲ့လာတဲ့ရှင်းမှာအထောက်ကိုရှင်းပြတာပေါ့နော်ဒါတွေကတော့ပိုပြခြင်းပြခြင်းတော့ကျွန်တော်အများကြီးပြောတယ်ခိုက်ဆွဲထုတ်လို့ရနေတဲ့အလုပ်တွေပါ အဲ့တော့ဒီ6ရက်ရဲ့ဘေးမှာထပ်ပြီးချုပ်သွားချုပ်ွက်ဆိုရင်ဒီနှလုံးပေါင်းခြင်းဒီငါးပုံတိချုပ်တာအဲ့ဒီ6ရက်ရဲ့ဘေးမှာဆိုလို့ရရင်ဒီမှာနှလုံးပေါင်းခြင်းဒီငါရှက်မှာဒီလိုလက်ွက်တိလို့ကြိုက်တယ်ကျွန်တော်တို့ကဒီမှာငါ့ကို၄နဲ့၁နဲ့၅တာဒီမှာ၁နဲ့၄နဲ့၅တာဒီ6ရက်ရဲ့ဘေးမှာကြလာပြီးမြင်သာတဲ့အလုံးမှုတို့ခုနဲ့၈နဲ့၅သွားပြီခုနဲ့၈နဲ့၅သွားပြီအဲ့ဒီမှာဒီ၅ရက်ရှိမှာထပ်ပြီးချုပ်တာလေးကိုပြောမယ်ဆိုရင်ဒါတော့ထည့်လို့ရသွားပြီပေါ့နော်၄၄ပြီးတော့၃၃ပြီးတော့ဒီမှာဆိုရင်၂ဆိုပြီးတော့ ဒီလိုထိပါလိတဲ့အုပ်စုဖွဲ့လာအဲ့လိုအုပ်စုဖွဲ့လာတဲ့လမ်းကြောင်းကဒီနေရာမှာကြားခဲ့တဲ့6တိတ်ကဒီကို6ပေးလို့ရိုက်ချင်တာဒီနေရာမှာကြားခဲ့တဲ့6တိတ်ကဒီကို6ပေးလို့ရုပ်ကရိုက်ချင်တာဒီနေရာမှာကြားခဲ့တဲ့6တိတ်ဒီဒီကို6ပေးလို့ရိုက်ချင်တာအဲ့တော့6ပေးလို့ရိုက်တာနဲ့ရှေးဘူး6ပေးလို့ရိုက်တာနဲ့ရှေးဘူး6ပေးလို့ရိုက်တာနဲ့ရှေးဘူးရှေးဘူးဆိုတော့မိတ်ဆွေတို့စက်ကွက်စက်ကွက်ပြည်တော်မထိုးကျင်တော့ကျွန်တော်ဒီဘက်မှာမထွက်သေးတဲ့ထိတ်စီ၄လုံးကိုအာသနာဖြစ်တဲ့ဒီ၄ကွက်ကတော့ထိုးတဲ့နေထဲမှာပါနေပြီ လေးလေး6ခဏ3ည3ည6ကတော့ပါသွားပြီเนาะနောက်တစ်ခုက116ရှိမယ်နောက်တစ်ခုက996ဆိုပြီးရှိမယ်အဒီလေးကွက်ကတော့ထိတ်ဆီလေးလုံးဒီမပြောင်းနိုင်ဘူးလို့ယူဆဖြစ်တဲ့အတွက်ဒီလေးကွက်လုံးကတော့မပြတ်မပတ်ပေါင်းထိုးလေးလေး6 3ည6 116 996ဒီလေးကွက်လုံးကတော့ပေါင်းထိုးကြเนาะကိုယ့်အဖွဲ့တွေကဲအဲ့မှာကျွန်တော်ဒီ live မှာကျွန်တော်ဒုတိယဒီချိန်ပေါ့နော်ဒုတိယ live မှာဒီ446ကို formula စနစ်တင်တဲ့ဒဲကစားတဲ့စနစ်ကိုအစောကြီးတင်ပေးလိုက်တာဘာကြောင့်တင်ပေးလိုက်တာလဲ ဒီစနစ်ကနေကျွန်တော်တင်ပြလိုက်တာ main ဆုံးဖြတ်ချက်ကအရင်တင်ပြထားတဲ့စနစ်တွေဒီ formula စနစ်တွေနဲ့သွားလာနော်လေးလေးချောက်ကျွန်တော် live ကိုပြန်ကြည့်ခြင်းကြည့်လိုက်ဒီအကောင့်အနေနဲ့ကျွန်တော်ဒီဒီရာဇဝတ်စနစ်သားဆိုတဲ့ဒီအကောင့်အနေနဲ့လွှတ်တာနော်အဲ့ဒီနေရာမှာလေးလေးချောက်ကကျွန်တော်အစောကြီးတင်ပြလိုက်တာကတော်တော်လေးပထမအိုက်ကဏ္ဍကိုလေးလေးချောက်ကအဲ့ဒီကဏ္ဍကိုဒီဘက်မှာအစ organize ကစားဖို့ဒီစိတ်ကူရလေးလေးချောက်ကအမှန်တိုင်းပြောပြဒါပေမဲ့လေးလေးချောက်ကိုကျွန်တော်တတိယအုပ်စုထဲမှာသွားထည့်လိုက်ရတယ်နောက်ဆုံးကြတော့ တတိယအုပ်စုထဲမှာပဲကျွန်တော်အကြိုက်ထည့်လိုက်ရတယ်သူ့ထဲအပေါ်မှာသူ့ထဲကြိုက်တဲ့နှစ်ကွက်ကိုတုံးလိုက်တာတကယ်တမ်းကျဒီကောင်ကပို့ပြီးတော့ချုပ်ကွက်တွေမြုပ်ကွက်တွေအကုန်လုံးမိရတို့တော့မထွက်လာရတဲ့ထိတ်စီလေးလုံးမှာဆိုလို့ချင်းလေးတိုက်တဲ့သူ့အပေါ်ကကျွန်တော်တုံးလိုက်တဲ့ကျွန်တော်ပြောပြပါပြီလေးထိတ်သုံးရထိတ်ကအရန်တို့မှာတစ်ထိတ်ကိုးထိတ်ကပို့ပြီးအကြိုက်ဆိုတစ်ထိတ်နဲ့ပတ်သက်တာကိုးထိတ်နဲ့ပတ်သက်တာသူ့အပေါ်မှာတင်လိုက်ရတာဒီကောင်ကလေးလေးချောက်ကတော်တော်ကောင်းတယ်ပြည့်စုံတယ်ပေါ့နော်ကောင်းတယ်ဆိုတော့ကျွန်တော်ရှင်းပြပေးမယ်တခြားကြည့်နော်တခြားကြည့်လိုက် ဒီချက်လေးလေး6ရက်ရာသဝင်ကအဲ့တော့ဒီနေရာလေးမှာနော်6နောက်ပိ6ဆိတ်က6နောက်ပိလို့ရိုက်ပြီဆိုလို့ရှိရင်းနဲ့အဲ့ဒီ6ဆိတ်ရဲ့ဘေးကကျွန်တော်ရဲ့တစ်ချက်ကြည့်အောင်နော်လွဲမှာကြွလို့ပြုတ်လွဲနေမှာကြွလို့6ဆိတ်ရဲ့ဘေးမှာထောင်ခဲ့တဲ့တစ်စီသုံးလုံးတုံးတုံညာဆိုရယ်လေးအဲ့ဒီလေးဒီနေရာမှာလေးအပူလို့ရိုက်ရမှာတဲ့ဒီချက်ကြည့်နော် ောက်ရရပြီးမှထောင်းခဲ့တဲ့ထေစီ3အထောင်4စီတဲ့ဒီနေရာမှာ၄ဘူးလို့ရဲ့မှာအဲ့နေရာမှာ၄ဘူးလို့ရဲ့ဖြုတ်သွားတာကဒီထေစီရဲ့ဒီထေစီရဲ့ဒီထေစီရဲ့အုံလုံးပေါင်းချင်းပုံစံနှစ်လို့ချော့ရမှာတဲ့ကွတိကပ်ပြီနော်ဒါဆိုဒီ6နောက်ပိုင်းမှာ3အပူဒီ6ထေစီရဲ့ဘေးမှာထေစီ3လုံး4 4 5ထေစီ3လုံးပေါင်းချင်း3ဖြစ်လို့ဒီနေရာမှာ3အပူရိုက်တာအဲ့နေရာမှာ3ထိတ်လို့ဝင်လာရင်ဒီ3လုံးဒီ5 4 3ဆို နှစ်လို့ပုံသေးပြန်ချော့မှာဒါနဲ့လည်းညီရမှာတယ်ကဲဒီနေရာမှာဒါဆိုလို့ရှိရင်ရိုးရှင်းကြိုက်တဲ့လူကရိုးရှင်းထိုးပေါ့နော်၄ဘူး၃ဘူး၂ဘူးกว่าဆိုပြီးတော့နှစ်နှစ်၆လောက်ဟာမျိုးထိုးကြည့်ထိုးလို့ရရပဲเนาะဒါကျွန်တော်ဆက်ကွက်လုံးထိုးလို့ပြောထားပြီလားเนาะနှစ်နှစ်၆ဒါတက်ဒီလိုကြိုက်တယ်ဆိုဒီလိုထိုးပလိုက်ဒီလိုထိုးပလိုက်အဲ့တော့အဲ့စနေမျိုးနဲ့ထည့်မယ်ဆိုလို့ရှိရင်တဲ့ဒီမှာ6ထည့်ရဲ့ဘေးမှာထိတ်စီးအထောင်သုံးလုံးညစ်နှစ်လေးလေးပါတယ်အဲ့ဒီလေးကိုကျွန်တော်တို့ဒီနေရာမှာလေးအပူလို့ထည့်ရမှာဒါ6နောက်ပိတ်ကပုံစံဖြစ်ပြီပေါ့နော် ေးဘူးလို့ဝင်တဲ့အချိန်မှာဒီထိတ်စီးသုံးလုံးပေါင်းခြင်းတည်တဲ့တခြားကြည့်နော်တော်တော်ကောင်းတဲ့ကနန်းနော်ကိုကိုလေးဆိုပြီးနှစ်လို့လဲချုပ်တယ်ဒီထောင်သုံးလုံးပေါင်းခြင်းလေးဒီဒီမှာလေးဘူးလေးထိတ်လို့ဝင်တဲ့အချိန်မှာဒီသုံးလုံးနှစ်နဲ့ပြန်ချုပ်မှာဒီထောင်သုံးလုံးပေါင်းခြင်းဒီသုံးဖြစ်လို့ဒီမှာသုံးအပူထိတ်စီးသုံးလုံးဒီနှစ်လို့ပြန်ချုပ်မှာဒီထောင်သုံးလုံးပေါင်းခြင်းဒီလေးဖြစ်လို့ဒီနေရာကိုလေးဘူးထည့်မှာထိတ်စီးသုံးလုံးပေါင်းခြင်းဒီနှစ်လို့ချုပ်မှာဒါလဲကြိုက်သွားပြီတစ်ချက်ကြိုက်သွားပြီတစ်ချက်နော်နောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ ဒီ6ထိပ်ကြောင်းနဲ့တရားကြည့်နော်6ထိပ်ကြောင်း6နောက်ပြေလို့ဝင်တဲ့အချိန်ခါမှာတဲ့ဝင်လာတဲ့ထိပ်စီးတည်ကြီးတဲ့ချုပ်သွားတာကအဲ့ဒီ brain နဲ့ဒီထိပ်နဲ့တက်လို့ပုံဒီဒီကနန်းလေးလုံးကိုတက်လို့ချုပ်ရမှာလာမကိုက်ပြီနော်အဲ့ဒီနေရာမှာဒီတိုင်းပဲအဲ့ဒီ6ထိပ်က6နောက်ပြေလို့ဝင်6ရပါသွားတဲ့အဲ့ဒီ brain နဲ့ထိပ်စီးနဲ့ဒီဒီကနန်းလေးလုံးပေါင်းချင်းတက်လို့ချုပ်ရမှာဒါနဲ့လည်းကိုက်ပြီနော်ကြည့်ဒါဆိုလို့ရှိရင်6နောက်6ထိပ်က6နောက်ပြေလို့ရပြီခုနစနစ်မျိုးနဲ့ဒီနေရာမှာ၄ဘူးလို့ကျွန်တော်ထည့်လိုက်ပြီဟောကိုက်တယ်ဗျာ ပရိတ်နဲ့ထိတ်စီးနဲ့ဒီတက်ဒီကနန်းလေးလုံးပေါင်းချင်းတက်လို့ချောရမယ်ချုပ်ွက်တယ်မိရပါတယ်။ကြိုက်ပြန်ပြီနော်တစ်ချက်။အဲ့ဒါကိုပြန်ပြီးတော့ထပ်ချုပ်တာကဒီခါရယ်ခါနှလုံးရယ်ထိတ်ကြပုံစံ30တဲ့3ည6လေး30တဲ့ခွန်3ည8ဒီမှာဝင်လာတဲ့ထိတ်စီးနဲ့30ပုံစံဟောဒါလည်းကြိုက်တယ်။ခါနှလုံးနဲ့ထိတ်စီးနဲ့ဒီ30တဲ့ဒါလည်းလည်းကြိုက်တယ်နော်။ဒီကနန်းကိုရှော့မတွေ့နဲ့နော်။ကျွန်တော်လိုင်းပေါ်မှာအစိုးရတင်ပြလိုက်တယ်။နောက်တစ်ခါဒီမှာကျွန်တော်တို့မူရင်းပြောခဲ့တယ် ၆ထိတ်က၆ပြလို့ရတယ်၆ထိတ်က၆ပြလို့ရတယ်၆ထိတ်က၆ပြမယ်ဒီနာဒီမှာကျွန်တော်တို့ဖြီးပြခဲ့တာကဇောင်းသုံးလုံးပေါင်းခြင်းခွန်ဇောင်းသုံးလုံးပေါင်းခြင်းရှစ်ဇောင်းသုံးလုံးပေါင်းခြင်းကိုလို့ကျွန်တော်တို့ဖြီးပြခဲ့တာဇောင်းသုံးလုံးပေါင်းခြင်းကိုလို့ဖြီးပြခဲ့တာဆိုတော့အဲ့ဒါကိုသူကပြန်ပြီးတော့ခွန်ရှစ်ကိုလို့ဒီမှာတော့ရိုးရှင်ရင်ထောက်ခဲ့တဲ့ထောက်ချက်ကခွန်ရှစ်ကိုလို့အရင်ထောက်တာနော်တခြားကြည့်ခွန်ရှစ်ကိုဒီနေရာမှာခွန်နေပဲအဲ့ဒီခွန်ကိုပြန်ပြန်ပြီးတော့ခွန်ခွန်တဲ့တဲ့ဝင်ကြည့်တဲ့ရှစ်ရှစ်တဲ့တဲ့ဝင်ကြည့်တဲ့ကိုအဲ့ဒါကိုပြန်ပြီးတော့ ခွန်ခွန်ပြီးတော့ခွန်ထက်တပွင့်ငယ်တဲ့6 6ပြီးတော့6တဲ့တပွင့်ငယ်တဲ့9ဆိုတဲ့ကျုပ်ကနေပြန်ထည့်တယ်အကာနှစ်နောက်ပဲဒီက၄ခါ၃လုံးပေါင်းချင်းဒီခွန်နဲ့ခွန်ပြီးတော့ဒီမှာ၃ညခါရတဲ့၃နောက်ပဲတဲ့၃ခါရတဲ့6ခါတော့လာကြတယ်နော်9ခါရတဲ့6နောက်ပဲဒီမှာ၄ခါရတဲ့9ခါရတဲ့မူရင်းတဲတာကခွန်၈9အထောက်ကိုတဲတာအဲ့ဒါကိုခွန်ကိုပဲပြန်ထည့်တာကခွန်6 5ဆိုတဲ့စနစ်နဲ့ခါကိုထည့်တာတော်တော်လေးပြည့်ပြည့်စုံစုံကောင်းတယ်နော်ဒီကနန်းက ပေါ်လေးပြည့်စုံကောင်းတယ်6ထိပ်ကအနှစ်ချုပ်ပေးလိုက်မယ်နော်6ထိပ်က6ပေးလို့ရိုက်တယ်ရိုက်တဲ့ချိန်မှာဒီထောင်သုံးလုံးပေါင်းချင်း၄မလို့ဒီမှာ၄ဘူးလို့ထည့်တယ်အဲ့ဒီနေရာမှာ၄ဘူးလို့ဝင်တဲ့ချိန်မှာထိပ်စီးဒီ၄ဝင်လာရင်ဒီသုံးလုံး၄လို့ပုံသေးချုပ်တယ်ဒီ6ကြောင့်6ရဲ့ပါဝါဒီကနေ့လေးလုံး1ဆိုချုပ်ွက်ပါတယ်ဒီသုံးလုံးစီ10လို့ချုပ်ထားတာပါတယ်နောက်တစ်ခါဒီသုံးလုံးဒီ6 5ဆိုစနစ်ခါကိုပြန်ပြီးတော့ထက်ချုပ်ထားတယ်ဟုတ်ပြီနော်အဲ့ဒီမှာလည်းဒီတိုင်းပဲ6ထိပ်က6ပေးလို့ရိုက်တယ်ရိုက်တဲ့ချိန်မှာဒီထောင်သုံးလုံးပေါင်းချင်း၃ဘူးလို့၃ဘူးလို့ထည့်တယ်အဲ့ဒီနေရာမှာ၃ထိပ်ဝင်လာရင်ဒီသုံးလုံးပေါင်းချင်းဒီ1 ီ6ထိပ်ကိုဒီကနန်း3လုံးပေါင်းခြင်းဒီ power 1ဒီ3လုံးပေါင်းခြင်းဒီ30ဒီ3လုံးပေါင်းခြင်းဒီခွန်ပြီးတော့6ဒီနေရာမှာ6ထိပ်က6ပေးလို့ရိုက်ပြီရိုက်ပြီဒီ3လုံးပေါင်းခြင်း၄မလို့ဒီမှာ၄ဘူးထည့်ပြီဒီမှာ၄ထိပ်လို့ဝင်လာခြင်းကိုကိုလေး2ဆိုတော့ချုပ်ကွယ်မိသွားပြီဒီကနန်း၄လုံးပေါင်းခြင်း1ဒါနဲ့လည်းသွားကိုက်ဒီ3လုံး30ဒါနဲ့ကိုက်ပြီဒီနေရာမှာအလဲတိုင်းဝင်ရမှာခွန်6 5ဆိုတဲ့မှတ်မှာ5ခါ6နောက်ပိတ်၄ခါဆိုတဲ့နည်းနဲ့ကိုက်နေတဲ့အတွက် ီလေးလေးချောက်ဆိုတဲ့ကဏ္ဍကသူ့ကိုအာသာနဲ့လို့သူ့ကို organize ဖြစ်ကစားတဲ့ကဏ္ဍမျိုးပါကဲဟုတ်ပြီဒါကတော့အကြိုက်ဆုံးပေါ့နော်ချင်းမှအကြိုက်ဆုံးပြီးရင်အရန်ဆိုတော့ကစားစရာရှိကစားချင်ကစားလို့ရတယ်ဗျာနော်ဒါဒီနေရာကိုထပ်ပြီးတော့ကျွန်တော်ဘာကြောင့်ထိတ်စီလေးလုံးကိုထည့်ထည့်ပြောနေလဲဆိုတော့ထပ်ပြောပေးမယ်နော်လေးလုံးလုံးထည့်ပြလိုက်လို့ရတယ်နော်ခုနဟာကတော့အပြည့်စုံဆုံးပေါ့ဗျာကျွန်တော်ပြောချင်တာကခုခုပြောမဲ့ဟာတွေကတော့သူ့လောက်တော့ပြည့်စုံမှာမဟုတ်ဘူးပေါ့တို့တော့ဟာကျက်ဆိုတဲ့ကစားချင်ဘာမှမဆိုကစားလို့ရတယ်ဒါလေးဘူးလို့ သူတို့ပြီးတယ်နော်အကောင်းဆုံးချုပ်ွက်တွေဖြလာပြီးတော့မဖက်ခဲ့တဲ့အချိန်ကြီးလဲအများကြီးပဲဒါတွေကတော့ကွာလွယ်လွန်းမှာတယ်ကွာမကစားကြမအောင်မှုဆိုတော့စနစ်မျိုးနဲ့လဲချဲမှာထွက်သွားရဲ့အများကြီးပါဒါတော့အထူးသတိပေးတယ်နော်အခုစိတ်ကိုစိတ်ဝင်စားလို့ကိုလို့နောက်လာတကဒါကိုပဲဒီနေရာလေးမှာဒီပုံစံနဲ့တက်ဆက်ကွက်စနစ်မှာအမျိုးမျိုးထည့်လို့ရတယ်ချဲကဒီနေရာလေးမှာဒါအာကျွန်တော်ညီတော်မောင်လေးလာကြည့်လို့နော်အတိအကျဆရာမင်းချစ်တို့ကြည့်လို့သူတို့ဆိုဒီလိုလိုက်နေအင်တန်ကျွမ်းကျင်တဲ့ဆရာတွေ တော်တဲ့ဆရာကြီးပေါ့နော်သူတို့ဆိုဒီတက်ပို့ပြီးတော့ချုပ်ပြလိုက်မယ်ဒါကျွန်တော်ကသိပြီအာသန်နဲ့ line မဟုတ်လို့လိုရင်းတို့ဖြစ်မယ်ကျွန်တော်ကစားတာစီနီယာနဲ့လာလို့ဒီနေရာမှာခွန်ရှိကိုဆိုတော့ခုနစီနီယာကိုထောက်ချက်ပြပြီးပြီအဲ့ဒီခွန်ရှိကိုလို့လာလို့ကျွန်တော်ပြောတာတခြားလေးဟိုစိတ်ဝင်စားမှတ်နော်ခွန်ရှိကိုလို့လာလို့ဟုတ်ကဲ့အဲ့ကြောင့်ပြောမျက်စိကကျွန်တော်တို့မျက်မှန်စမ်းပါဒီ line ကိုဒီမှာကစားဒါပြီးပြီးတဲ့ line အဲ့ဒီခွန်ရှိကိုလို့လာတယ်အဲ့ခွန်ရှိကိုရဲ့ဘြောင်းပြန် ဒီသုံးလုံးပေါင်းခြင်းဒီ9ဒီသုံးလုံးပေါင်းခြင်းဒီ8ဒီသုံးလုံးပေါင်းခြင်းဒီခွန်လို့ချုပ်မယ်ဆိုရင်ဒါ၃ရက်ထိပ်ဝင်သွားတယ်နှစ်ချက်ထည့်ပဲချုပ်လိုက်မယ်ဒီမှာဒီမှာထောက်ထားတဲ့ကောင်ခွန်8 9လို့လာတယ်အဲ့ဒီခွန်8 9ဒီလို9ဒီမှာလဲ8လို့လာခဲ့တယ်ကောင်နော်ဒီလို8ဒီမှာလဲ9လို့ထည့်ခဲ့တယ်ကောင်ဒီလိုခွန်ဆိုရင်၃ရက်ထိပ်၃ရက်အပူဘာကြောင့်ပူမှလဲဒါလဲကောင်းတာပဲ9 8ခွန်လေးထည့်ရပါဘာကြောင့်လေးပူတာဒီနှလုံးဒီ6ကြောင့်ဒီနှလုံးကို6နဲ့ပြန်ချုပ်ခါတယ် ဒီလိုရှစ်လွတ်ထဲတဲ့သုံးထည့်ဝင်လာပြီသုံးပါလောက်ကြောင်းပူမှလဲဒီနှလုံးကို6နဲ့ပြန်ချုပ်ထားတယ်ဒါဆိုရင်ဒီမှာခွန်3ညလာပြီဘာကြောင့်3ညပူမှလဲဒီနှလုံးကို6နဲ့ပြန်ချုပ်ထားတယ်